ားလုံးပဲမင်္ဂလာပါရှင် CS Education Center ရဲ့ May Wish Hour တခြားစီစဉ်လေးမှကြိုဆိုလိုက်ပါရရှင်ကျမကတော့ဒီစားဖြစ်ပါရယ်ဒီနေ့မှာတော့ CS Education Center မှာတခြားပြနေတဲ့ဆရာတို့ကြီးစီနဲ့တွေ့ဆုံပြီးတော့အမေကုန်းလေးတွေအမေဖြစ်လို့ပြောမှာဖြစ်ပါရရှင် မင်္ဂလာပါချင်းမင်္ဂလာပါချင်းနာမည်နဲ့အရင်ဆုံးမင်းဆက်ပေးပါအောင် ချင်းနာမည်ကရောဒီချင်းဆိုယူဖြစ်ပါတယ်ချင်းအနေနဲ့ပထမဆုံးဒီသင်ကြားရေးမှာဆိုရင်ဘယ်လိုလေးလေ့လာခဲ့လဲဘယ်လိုပြင်ဆင်ခဲ့လဲဆိုတာကိုပြောပြပေးပါအောင် တယောက်ဖြစ်ဖို့အတွက်ဆိုရင်အဓိကလိုအပ်တာကကိုယ်စိတ်ဝင်စားတဲ့ဘာသာရပ်ကိုအရင်ဆုံးသိချင်ရပါမယ်။ကိုယ်စိတ်ဝင်စားတာက English လား၊ Myanmar လား၊ Tinchar လားဆိုတာမျိုးချဲ့ပြီးကိုယ်စိတ်ဝင်စားတဲ့ဘာသာရပ်အလိုက်ကိုကအနည်းဆုံး advanced level လောက်ထိမြင့်အောင်ကျူစားထားရပါမယ်။ဆရာဖျောက်ဖို့အတွက်ဒုတိယအချက်အနေနဲ့ကတော့ဆရာဖျောက်ကြောင့်အတိအမှတ်ပြုတဲ့ certificate တွေကိုယူပြီးတော့ teaching experience ရအောင်လုပ်ငန်းကွန်ရရမှာဖြစ်ပါရဲ့ရှင်။ အဲ့နောက်တစ်ခုကတော့ချက်အနေနဲ့ဘလို့ចောင်းသားတွေကဆရာတွေအတွက်ခက်ခဲလဲဆိုတာကိုပြပြပြပါဦး။ကျောင်းသားဆိုတာလုံးဝကိုရှားပါပါတယ်။တကယ်လို့ဆရာမကအတန်းထဲမှာစတင်နေတဲ့အချိန်ကဆရာမစတင်နေတဲ့သင်ခန်းစာကိုကျောင်းသားဘက်ကနေလုံးဝကို focus မလုပ်နိုင်တဲ့အခါလုံးဝကိုပြင်းများတဲ့ကျောင်းသားတွေဆရာမပေးလိုက်တဲ့အင်စာတွေဆရာမပေးလိုက်တဲ့ exercise တွေကိုလုံးဝပြန်မလုပ်တဲ့ကျောင်းသားတွေအတွက်သူ့ရဲ့ဒီ ်ဒါစကားတစ်ခုကိုလည်လာနေရဲ့လမ်းကြောင်းမှာလည်းခက်ခဲရှိနိုင်တယ်လို့ဆရာမအနေနဲ့လည်းဒီပင်စားရေးပိုင်းမှာခက်ခဲရှိနိုင်ပါတယ်ဒီလက်စာအားနေရတဲ့အကြောင်းသားတွေဆိုရင်ချက်အနေနဲ့ဘယ်လိုမျိုးအကြံပေးခြင်းပါလဲ လေ့လာရတာကလုံးဝကိုပြောစရာကောင်းတဲ့လေ့ကျင့်တစ်ခုဖြစ်ပါတယ်။အင်္ဂလိပ်ဘာသာစကားကိုမူလတန်ကလေးကငငယ်ငယ်ကပြနေရတာဖြစ်ပြီးအခုနှစ်ရှိပတ်ဝန်းကျင်မှာလည်းအင်္ဂလိပ်ဘာသာစကားနဲ့ဆက်ဆက်နေတဲ့အရာတွေကိုအများကြီးတွေ့နိုင်ပါတယ်။အဓိကကအင်္ဂလိပ်စာကိုဘာသာစကားတစ်ခုလေ့လာတာလို့သဘောမထားဘဲနဲ့ကိုယ်စိတ်ဝင်စားတဲ့အင်္ဂလိပ်သင်ချင်နေတာလားအင်္ဂလိပ်ပုံမြင်နေဖတ်တာအင်္ဂလိပ်စာအုပ်တွေဖတ်တာတွေကအင်္ဂလိပ်စာသင်ကြားရေးအတွက်အများကြီးအထောက်အပံ့ဖြစ်ပါတယ်။ ။နောက်တစ်ခုကတော့ success diary လောက်တာနဲ့သင်တန်းတက်တာဘယ်လိုမျိုးကြွားချချက်တွေရှိလဲအားပါချက်အားနဲ့ချက်တွေပြောပြပေးပါအောင်။ဒါကိုက subscribe လုပ်တော့မယ်ဆိုရင်ကိုယ့်ရဲ့ English level က intermediate level ကနေအထက်ဆိုလို့ရှိရင်အဆင်ပြေပါတယ်။ကိုယ့်ရဲ့ English level က elementary level, basic level ဖြစ်နေမယ်ဆိုရင်သင်တန်းလုံးဝပြန်ပြီးရပါမယ်။ နောက်ဆုံးအနေနဲ့အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့သင်တန်းကောင်းမကောင်းဘယ်လိုမျိုးသိသင့်လဲနောက်တော့သင်တန်းအကြောင်းအရာတွေမှာဆိုရင်ဘယ်လိုသင်တန်းကိုတက်သင်လဲဆိုတာကိုပြောပြပေးပါအောင် တက်ပါဆိုယူအနေနဲ့တင်နေတဲ့မယ်ဆိုရင်ပထမဆုံးလုပ်တဲ့အရာကဒီတင်နေတဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို social media ကနေသိရှင်းရှားပါတယ်ဒီပြတစ်ချက်အနေနဲ့ကတော့ဒီတင်နေမှာသင်ကြားနေရဆရာဆရာမတွေရဲ့ education နဲ့သက်သောင်းကိုကြည့်ပါတယ်နောက်ဆုံးအချက်တွေကတော့ဒီတင်နေတဲ့ရှိနေတဲ့နေရာကကိုယ်နေတဲ့နေရာကနေမီလာမီလာဝါရလာရတာအဆင်ပြေလားဆိုတာကိုကြည့်ပါတယ်ဟုတ်ကဲ့ဖြည့်ကြပေးရတဲ့တချက်ဆိုးရိုးကျေးဇူးတင်ပါတယ်။ခုလိုတင်ပြချရတဲ့အပြည့်တချက်ဆိုးရိုးဘက်ကလည်းအများကြီးကျေးဇူးတင်ပါတယ်။ ကဲဒါဆိုရင်တော့နောက်ထပ်အစီအစဉ်လေးမှာဘယ်လိုမျိုးအမေးဖြေလေးလုပ်ပေးသွားမလဲဆိုတာကိုစောင့်ကြည့်ကြပါအောင်เนาะအားလုံးပဲဘိုင်ဘိုင်